ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုပါရစေเนาะကျွန်တော် channel လေးကတော့ NGO Join မြန်မာဖြစ်ပါတယ်เนาะဆိုတော့ဒီကနေ့ကတော့အဲဒီဆယ်လပိုင်း3ရက်နေ့အထိတက်မှတ်ပြီးတော့ဖိတ်ခေါ်ထားတယ်လောက်ကန်ခွလန်းနေတဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတက်မှတ်ဝေမျက်ပြီးတော့မှဖြစ်ပါတယ်အဆုံးထိလိုက်ပါလေ့လာဖို့ဖိတ်ခေါ်ပြပါစီเนาะအဲဒါဆိုရင်ကျွန်တော်တို့စပြီးတော့လေ့တူလေ့လာကြည့်ကြရအောင်เนาะပထမဆုံးဒီမှာတွေ့တဲ့ဖွဲ့စည်းရတော့ SCA ဆိုတဲ့ organization ဖြစ်တယ်သူကတော့ လောက်ကန်ခွန်းလန်းတစ်ခုဖိတ်ခေါ်ထားတာရှိပါတယ်ပထမတစ်ခုကတော့ပဲခူး region ပဲခူးဒေတာအတွက်ဖြစ်တဲ့သူခေါ်ထားတဲ့ position ကတော့ mobile medical assistant နော် medical assistant ဆိုတော့ကျွန်တော် mobile ပြောတဲ့အတိုင်းကျွန်တော်တို့ရွေ့လျားတဲ့အပိုင်းမှာကုညီပံ့ပိုးပေးမဲ့ဒီစီပိုင်းဆိုင်ရာပေါ့နော်ရာထူးတစ်ခုရှိတယ်နောက်တစ်ခုကတော့တောင်ငူအတွက်ခေါ်ထားတယ်တောင်ငူကတော့ community mobilizer နော်လူထုတွေကို အဲစီယုံလှုပ်ဆော်တဲ့2အနေနဲ့ position တစ်ခုเนาะဒီနေ့ညအတွက်အဲ SCH organization ကပိတ်ခေါ်လာတာရှိပါတယ်လို့နောက်တစ်ဖက်ကိုဆက်ရှိဆက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ MHA organization ကတော့ကရင်เนาะ line ဘွယ်မြို့နယ်အတွက်ကရင် state အတွက်ကိုကျွန်တော်တို့တူနာပြုเนาะခေါ်လာတာရှိပါတယ်ကျွန်တော်တို့ဒီအဲအဲစီပိုင်းကျွင်ကျင်တဲ့ညီကိုမော်နမလေးလျှောက်တာတင်တဲ့လောက်ကခွလန်းကောင်းဖြစ်ပါတယ်နောက်တစ်ဖက်ကတော့ Barnet Institution ကတော့ရန်ကုန်အတွက်ဖိတ်ခေါ်ထားတယ်ဖိတ်ခေါ်ထားတဲ့ရာသူကတော့ fee supervisor နော် fee နော်ကွင်းမှာကျွန်တော်တို့ကြီးကြပ်ပြီးရမယ်သူအနေနဲ့ဖိတ်ခေါ်ထားတဲ့ရာလူဖြစ်ပါတယ်လို့နောက်တစ်ဖက်ကိုကြည့်မယ်ဆိုရင် MHA ကပဲပြန်ခေါ်ထားတာရှိပါတယ်နော်ပထမနှစ်ခုခေါ်ထားတဲ့ရန်ကုန်အတွက်ပဲအားလုံးကတော့နော်နှစ်ခုစလုံးရန်ကုန်အတွက်ခေါ်ထားတယ်ပထမရာသူကတော့ medical officer နော်စီပိုင်း ကျွမ်းကျင်တဲ့လူအနေနဲ့အရာရှိပိတ်ခေါ်ထားတယ်။နောက်တစ်ခုကတော့ကျွန်တော် X-ray technician เนาะ X-ray ဆိုတဲ့အတိုင်းကျွန်တော်ဓာတ်မှန်နဲ့တက်ဆိုင်တဲ့ပညာရှင်ကိုပိတ်ခေါ်ထားတာနှစ်ခုရှိပါတယ်လို့အာနောက်တစ်ဖက်ကိုဆက်ကြည့်မယ်ဆိုရင် MPG organization ကလည်းအလုပ်ကခွက်လန်း၃ခုတော့ဖိတ်ခေါ်ထားတယ်เนาะအားလုံးကတော့ရန်ကုန်အတွက်ပဲအဲပထမတစ်ခုကတော့ program manager เนาะအစီအစဉ်တစ်ခုလုံးကိုကျွန်တော်တို့ စီမံကုတ်ကဲပေးရမယ်မန်နေဂျာရတူဖိတ်ခေါ်ထားတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့နောက် position ကိုတော့ program support assistant အဲ့ဒီ season ကိုကျွန်တော်တို့လက်ထောက်ကူညီပံ့ပိုးပေးရမယ်ရတူတစ်ခုရှိတယ်။နောက်တစ်ခုကတော့ရတူတစ်ခုကတော့ junior program support officer နော်။ကျွန်တော်တို့ program ကိုကျွန်တော်တို့ပံ့ပိုးကူညီပေးရမယ်အရာရှိအနေနဲ့ MPG ကတော့ဒီနေ့ရန်ကုန်အတွက်၃ခု၃နေရာ position ခေါ်ထားတာရှိပါတယ်လို့နောက်တစ်ဖွဲ့ကိုဆက်ကြည့်ရအောင်လေနော်နောက်တစ်ဖွဲ့ကတော့ကျွန်တော်တို့အဲ VFM ဆိုတော့ကျွန်တော်တို့ Vision Farm မြန်မာနော်ကျွန်တော်တို့ Vision Farm မြန်မာကတော့အများကြီးဖိတ်ခေါ်ထားတာရှိပါတယ်ကျွန်တော်တို့၄ခုနေရာ၄ခုတော့ဖိတ်ခေါ်ထားတာတွေ့ပါတယ် ပထမဆုံးရဒုတစ်ခုကိုကြည့်မယ်ဆိုရင် vision fan မြန်မာကတော့နေရာကိုတော့ negotiate လုပ်လို့ရတယ်ဆိုပြီးတော့ပေါ်ပြထားတယ်။ဒါပေမဲ့ position ကတော့ internet auditor နော်ကျွန်တော်တို့ဒီအဖွဲ့အစည်းတွင်းမှာပဲစစ်ဆေးငွေစင်းပိုင်းဆိုင်ရာစစ်ဆေးပေးတဲ့သူအနေနဲ့ဖိတ်ခေါ်လာရတဲ့ဒုတစ်ခုရှိတယ်။နောက်တစ်ခုကတော့ head office နော် head office မှာတာဝန်ထမ်းဆောင်ရမယ် position ကတော့ supply chain officer ရာဒုကိုဖိတ်ခေါ်ထားတာတွေ့ပါတယ်။နောက် တခုကတော့နေရာကိုလည်းခုနပြောသလိုပဲ negotiate နော်အဲညှိနှိုင်းဆောင်ရွက်ညှိနှိုင်းဆွေးနွေးလို့ရတယ်သူခွန်ထားတဲ့ယာဒူကတော့ client service officer ဆိုတော့ client service ဆိုတော့ကျွန်တော်တို့အတဲ customer တွေကိုအဲပံ့ပိုးပေးရမယ်အရာရှိအနေနဲ့ဖိတ်ခေါ်ထားတာရှိတယ်နောက်ဆုံးတစ်ခုဖိတ်ခေါ်ထားတဲ့ယာဒူကတော့ကျွန်တော်နေရာအနေနဲ့ head office ကိုဖိတ်ခေါ်ထားတယ် office head office အတွက်ဖြစ်တယ်အဲ position ကတော့ cashier เนาะ ကေရှာ service provider ဆိုတော့ကျွန်တော်တို့ငွေစီရင်အငွေကင်တဲ့အပိုင်းမှာကျွန်တော်တို့အဲဝန်ဆောင်မှုပေးမဲ့တူအနေနဲ့ဖိတ်ခေါ်ထားတဲ့ຢာလူတွေဖြစ်တယ်ဒါကတော့ vision fan မြန်မာကနေဖိတ်ခေါ်ထားတဲ့လောက်ကခွင့်လန်း၄ခုဖြစ်ပါတယ်လို့ဒါနဲ့ဆင်ကျွန်တော်တို့ထပ်ပြီးတော့အာဘာဖွဲ့စည်းတွေရှိသေးတယ်ဆိုတော့ကျွန်တော်ဆက်ပြီးတော့ဒီလိလာကြည့်ကြရအောင်ဒီမှာထပ်ပြီးတော့တွေ့တဲ့ဖွဲ့စည်းတွေဖွဲ့ကတော့ GH organization ကလည်း position ၄ခုတောင်ဖိတ်ခေါ်ထားတာတွေ့ပါတယ် เนาะပထမတစ်ခုကတော့နေရာအတွက်ကတော့ရန်ကုန်တက်ဖြစ်တယ်ခေါ်ထားတဲ့ position ကတော့ project manager เนาะဒီ GH organization ကတော့သူခေါ်ထားတဲ့ position နဲ့ line ညွှန်ကြီးတွေ့ရှိတယ် salary တွေဖော်ပြထားတာတွေရှိပါတယ်လို့အသေးစိတ်ဝင်ရောက်လေ့လာပြီးပါเนาะဟုတ်ကဲ့နောက်တစ်ခုကတော့အဲစကိုင်း region အတွက်ကျန်တဲ့၃ခုကတော့စကိုင်း region အတွက်၃ခုဖိတ်ခေါ်ထားတာရှိတယ်ပထမ position ကတော့ project officer เนาะစီမံကိန်းအရာရှိအဲနောက်တစ်ခုကလည်း project officer ပဲเนาะ project officer နဲ့နေရအောင်ဖိတ်ခေါ်ထားတာရှိပါတယ်နောက်တစ်ခုကတော့ project assistant to position ဆိုတော့ project assistant ကိုကျွန်တော်တို့လက်ခောက်လက်ထောက်စီမံကိန်းအရာရှိကိုနဲ့နေရဖိတ်ခေါ်ထားတာတွေ့ပါတယ်လို့ဒါကတော့ GH organization ကဖိတ်ခေါ်ထားတဲ့ຢာလူတွေဖြစ်ပါတယ်နောက်တစ်ဖက်ကတော့ TGO organization ကလည်းရန်ကုန်အတွက်ဖိတ်ခေါ်ထားတယ်ဖိတ်ခေါ်ထားတဲ့ຢာလူကတော့ finance manager เนาะကျွန်တော်တို့ငွေစည်ရင်းဇာအပိုင်းမှာစီမံကုတ်ကက်ပြရမယ့်မန်နေဂျာရတူဖိတ်ခေါ်လာတာရှိပါတယ်။နောက်တစ်ဖွဲ့ကိုကြည့်မယ်ဆိုရင်အဲ MTSDM organization ကတော့မလမြိုင်တဲ့ဖိတ်ခေါ်ထားတယ်ခေါ်ထားတဲ့ရတူကတော့ medical officer เนาะကျွန်တော်စီပိုင်းနဲ့တက်ဆိုင်တဲ့အရာရှိဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီစီပိုင်းကျွမ်းကျင်တဲ့ကျွန်တော်တို့ညီကိုမောင်နှမတွေအတွက်ရှောက်တာတင်တဲ့လောက်ကန်ခွလန်းကောင်းဖြစ်ပါတယ်လို့ နောက်တစ်ခုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီအဖွဲ့အစည်းရဲ့မဖို့ပြထားဘူးကျွန်တော်တို့ရန်ကုန်တက်ဖိတ်ခေါ်ထားတယ်ရာဒူကတော့ administration officer เนาะကျွန်တော်တို့အဖွဲ့အစည်းတစ်ခုမှာအအုပ်ချုပ်စီမံမှုအပိုင်းကိုတာဝန်ယူပေးရတဲ့เนาะအရာရှိတစ်ခုအရာရှိတစ်ဦးအနေနဲ့ဖိတ်ခေါ်ထားတာရှိပါတယ်လို့အနောက်တစ်ခုအနေနဲ့ကျတော့ဖွဲ့စည်းကတော့မဖို့ပြထားဘူးเนาะကျွန်တော်တို့ခေါ်ထားတဲ့အကျွန်တော်တို့ အရာဒူနေရာတွက်ကတော့အားလုံးကဟာခါဖလန်နော်တီတိန်ဆိုပြီးတော့အဲသုံးနေရာတွက်ခေါ်ထားတဲ့ position တစ်ခုရှိတယ်ပထမတစ်ခုကတော့ meal officer နော်ကျွန်တော်တို့ monitoring evaluation accountability and learning ပေါ့နော်အဲ့ဒီအပိုင်းမှာတာဝန်ယူပေးရမယ် officer အရာရှိဖြစ်တယ်နောက်တစ်ခုကတော့ medical doctor နော်ကျွန်တော်တို့ဒီစေပိုင်းဆိုင်ရာမှာအဲကျွမ်းကျင်တဲ့ကျွန်တော်တို့ MBBS တို့လာတော့နော်ဒေါက်တာ အနေနဲ့ပိတ်ခေါ်ထားတဲ့ရာဒူးသူတို့ဒါကတော့ချင်းပြည်နယ်ဟာခါဖလန်တီတိန်အတွက်ခေါ်ထားတဲ့လောက်ကန်ခွလန်ကောင်းတစ်ခုဖြစ်ပါတယ်လို့အဲနောက်တစ်ဖက်ကိုဆက်ကြည့်ရအောင်နောက်တစ်ဖက်ကတော့ TDHL organization ကလည်းရန်ကုန်အတွက်ခေါ်ထားတယ်ဗျာခေါ်ထားတဲ့ position ကတော့ deputy pro project manager เนาะစီမံကိန်း manager အနေနဲ့ပိတ်ခေါ်ထားတဲ့ရာဒူးဖြစ်ပါတယ်အဲနောက်တစ်ဖက်ကို စကြည့်မယ်ဆိုရင်လာပြည့်ကျွေ organization ကလည်းမန္တလေးအတွက် finance administration officer အရာလူပိတ်ခေါ်တာရှိပါတယ်နော် finance ကိုစီရင်တဲ့အုပ်ချုပ်စီမံမှုအပိုင်းမှာတာဝန်ထမ်းဆောင်ပေးရမှာဖြစ်ပါတယ်ဟုတ်နောက်တစ်ဖွဲ့ကတော့ကျွန်တော်တို့ဖွဲ့စီရတဲ့မဖို့ပြတာဝူရန်ကုန်အတွက်ဖိတ်ခေါ်လာတယ်ဖိတ်ခေါ်ထားတဲ့ရာဒူကတော့ consultancy for uh an evaluation နော်ကျွန်တော်တို့ဒီစီမံကိန်းပြီးဆုံးပြီးလို့ကျွန်တော်တို့ပြန်လည်တုံးတက်တဲ့အပိုင်းမှာ နည်းပညာရှင်ပေါ့နော် consultant အတိုင်းပင်ခံဖိတ်ခေါ်ထားတာရှိပါတယ်အာ now တစ်ဖက်ကတော့ကျွန်တော် solidarity international အဖွဲ့ကလည်းရန်ကုန်တက်ဖိတ်ခေါ်ထားတာရှိပါတယ်ဖိတ်ခေါ်တဲ့ရာဒူကတော့ SLS အော် FSL coordinator နော်သူကောက်ရေးထားတယ်နော်ကျွန်တော်တို့တိစိတ်ဝင်အောင်လေ့လာပြပါလို့အဲနောက်တစ်ဖက်ကတော့ HI organization ကတော့မြကျိနာအတွက်ဖိတ်ခေါ်ထားတယ်နော်ခေါ်ထားတဲ့ရာဒူကတော့ cashier เนาะ cash เนาะငွေကြိုင်အနေနဲ့ပစ်ခေါ်ထားတယ်เนาะဟုတ်နောက်တစ်ဖက်ကိုကြည့်မယ်ဆိုရင် MHA ကလည်းကျွန်တော်တို့အဲမကွေးเนาะဒေသအတွက်เนาะပစ်ခေါ်ထားတဲ့ရဒူးကတော့ community mobilizer head ဆိုပြီးတော့ပစ်ခေါ်ထားတယ်เนาะကျမကြီးပိုင်းမှာလူထုတွေကိုစီယုံလို့ဆော့ပေးရမယ်အဲလူထုစီယုံရမှုအနေနဲ့ပစ်ခေါ်ထားတယ်เนาะကျွန်တော်တို့ကျမကြီးဟိုလောက်တာတွေပစ်အဲ၆ထားတင်တဲ့လောက်ကန်ခွလန်ကောင်းဖြစ်ပါတယ်လို့ နောက်ဖွဲ့ကိုကျွန်တော်တို့ဆက်ကြည့်မယ်ဆိုရင် ACF organization ဖွဲ့စည်းကလည်းကျွန်တော်တို့၃နေရာဖိတ်ခေါ်ထားတယ်၃ခုเนาะ position ၃ခုဖိတ်ခေါ်ထားတယ်เนาะပထမတစ်ခုကတော့ရခိုင်เนาะစစ်တွေအတွက် community awareness facilitator เนาะခုနပြောသလိုပဲလူထုအဲဒီကိုကျွန်တော်တို့အာတပိညာပေးမဲ့အစီအစဉ်မှာဥဆောင်ပေးမဲ့တူအနေနဲ့နေရာဖိတ်ခေါ်ထားတယ်ပထမတစ်ခုကတော့เนาะ နောက်တစ်ခုကတော့စစ်တွေအတွက်ပဲเนาะကျွန်တော်တို့ INC assistant เนาะသူကောက်ရေးထားရယ်เนาะအဲနောက်တစ်ခုကတော့အဲကရင်အဲရခိုင် state အတွက်ပဲကျွန်တော်တို့ဒီ TFP agent ဆိုပြီးတော့အဲစူပါ ACF ကအလောက်ကန်ခွလန် position ၃ခုပိတ်ခေါ်ထားတာရှိပါတယ်လို့အာနောက်တစ်ဖက်ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ MI organization ကတော့ ချင်းမိုင်နော်ချင်းမိုင်ထိုင်းလန်နော်ထိုင်းအတွက်နော်ထိုင်းမှာတောင်ဝန်ထမ်းဆောင်ပို့သွဲဖိတ်ခေါ်သားတဲ့ယာဒူးရှိတယ်အဲယာဒူးကတော့ကျွန်တော်တို့မြန်မာနေရှင်နဲ့ consultant ဆိုပြီးတော့နော်ကျွန်တော်တို့ဒီမြန်မာအတွက်ဖိတ်ခေါ်ထားတဲ့အဲတိုင်ပင်ခံဖြစ်တယ်နာဘာ position ကတော့ program review and strategy development workshop နော်ကျွန်တော်တို့ဒီ program တစ်ခုလုံးကိုပြန်လည်တုံ့သက်ပြီးတော့အဲဒီ strategic non development ဖြစ်ဖို့အတွက်နော် workshop မှာကျွန်တော်တို့ ဥဆောင်ပေးရမယ်အမြန်မာအနေရှင်နယ်ကွန်ဆော့တန့်ကိုဖိတ်ခေါ်ထားတဲ့အရာတခုရှိပါတယ်လို့အနောက်တစ်ဖက်ကိုဆက်ကြည့်မယ်ဆိုရင် AF ASB organization ကလည်းရန်ကုန်အတွက်နော်ခေါ်ထားတဲ့ရာဒူကတော့ကျွန်တော် marketing နော်ဈေးကွက်နဲ့သက်ဆိုင်တယ်ပေါ့နော် marketing and sale coordinator နော်ဈေးကွက်နဲ့အယောင်ပိုင်းမှာညီနိုင်ဆောင်ရွက်ပေးရမယ် coordinator ဖိတ်ခေါ်ထားတာရာဒူ ဖြစ်တယ်။နောက်တစ်ဖက်ကိုကြည့်မယ်ဆိုရင် MCAC ကလည်းရန်ကုန်အတွက်ဖိတ်ခေါ်ထားတဲ့ຢာသူကတော့ mail officer ခုနပြောသလို monitoring and evaluation ပိုင်းမှာဥဆောင်ပေးရမယ့်အရာရှိဖြစ်တယ်။အဲနောက်တစ်ခုကတော့ကျွန်တော် UNESCO เนาะ UNESCO UN ဖွဲ့ကဖိတ်ခေါ်ထားတဲ့ຢာလူတစ်ခုကတော့ရန်ကုန်တက်ဖိတ်ခေါ်ထားတယ်သူကတော့ individual consultant เนาะတူချင်းအဲနိပညာပိုင်း အဲအတိုင်ပင်ခံကိုခေါ်ချင်တာပေါ့နော်။ဘာနဲ့ပတ်သက်လဲဆိုရင်ကျွန်တော်တို့ reporting နော်အစီရင်ခံစာရေးသားမယ်ပြီးတော့ knowledge management ကျွန်တော်တို့ဒီစီမံခန့်ခွဲမှုနဲ့တက်ဆိုင်တဲ့အသိပညာပိုင်းမှာကျွန်တော်တို့အဲဆောင်ရွက်ပေးရမယ်အနည်းပညာရှင်ကိုဖိတ်ခေါ်ထားတာဖြစ်ပါတယ်။ရတူကတော့နော်။ဟုတ်နောက်တစ်ခုကတော့ AFSB organization ကလည်းမန္တလေးအတွက်ဖိတ်ခေါ်ထားတဲ့ရတူကတော့ fee assistant နော်လက်ထောက် အဲကွင်စင်ဝန်တန်းအနေနဲ့ဖိတ်ခေါ်ထားတဲ့ရာဒူဖြစ်ပါတယ်။အဲနောက်တစ်ဖွဲ့ကတော့ CL organization ကတော့နေပြီးတော့တက်ဖိတ်ခေါ်ထားတဲ့ရာဒူတစ်ခုရှိတယ်။ရာဒူကတော့ကျွန်တော်တို့ project officer နော် project officer စီမံခန့်ရာရှိဘယ်ပိုင်းမှာလဲဆိုရင် communication နဲ့တက်ဆိုင်တဲ့ပိုင်းမှာတာဝန်တက်ဆောင်ပေးရမယ်ရာရှိဖြစ်တယ်။နောက်တစ်ဖွဲ့ကတော့အဲ EHRN ကတော့ကျွန်တော်တို့အဲ homeland နော် ဒီ homeland အတွက်ယာတို့နှစ်ခုဖိတ်ခေါ်ထားတာရှိပါတယ်။နောက်ပထမတစ်ခုကတော့စီးပိုင်းနဲ့တက်ဆိုင်တဲ့ယာတို့တွေပဲဖြစ်တယ်နော် left အဲ technician ဆိုတော့ကျွန်တော်တို့ဒီတက်ခွဲခန်းနဲ့တက်ဆိုင်တဲ့ပညာရှင်ကိုဖိတ်ခေါ်ထားတာဖြစ်ပါတယ်။နောက်တစ်ခုကလည်း homeland စကိုင်းတိုင်းနော်အတက်ပဲ x-ray technician ဆိုတော့ကျွန်တော်တို့အဲတက်မှတ်ပညာရှင်ကိုဖိတ်ခေါ်ထားတယ်နော်စီးပိုင်းဆိုင်ရာနှစ်ခုယာတို့နှစ်ခုက EHIN ကဖိတ်ခေါ်ထားတာရှိပါတယ်လို့ နောက်တစ်ဖက်ကိုကြည့်မယ်ဆိုရင် Japan Heart Organization ကတော့ကျွန်တော်တို့ရန်ကုန်အတွက်เนาะအဲတကုံမြို့တမြောက်ပိုင်းမြို့နယ်တွေရန်ကုန်ဆိုပြီးတော့ဖိတ်ခေါ်ထားတယ်။ရာဒူးကတော့ကျွန်တော်တို့အဲ educator teaching เนาะသင်ကြားရေးပိုင်းဆိုင်ရာမဟုတ်အဲရာဒူးဖိတ်ခေါ်တဲ့ educator เนาะကျွန်တော်ဖိတ်ခေါ်ထားတာရှိပါတယ်လို့နောက်တစ်ဖက်ကိုကြည့်မယ်ဆိုရင် Attack မြန်မာကလည်း60အတွက်เนาะမန္တလေးတိုင်း60အတွက်ဖိတ်ခေါ်ထားတဲ့ရာဒူးတစ်ခုကတော့ logistic officer เนาะထောက်ပံ့ပို့ဆောင်ရေးပိုင်းမှာဥဆောင်ပေးရမယ်အဲတာဝန်ယူဆောင်ပေးရမယ်အရာရှိအနေနဲ့ဖိတ်ခေါ်ထားတာရှိပါတယ်လို့နောက်တစ်ဖက်ကိုကြည့်မယ်ဆိုရင် DDHL ကလည်းအဲလိုင်တာယာเนาะမြို့နယ်ရန်ကုန်အတွက်ဖိတ်ခေါ်ထားတဲ့အရာသူကတော့ finance เนาะ assistant เนาะလက်ထောက်ငွေစည်ရင်ပိုင်းမှာတာဝန်ယူရမယ်ရလူတစ်ခုဖြစ်ပါတယ်အဲ now တခုကိုဆက်ကြည့်မယ်ဆိုရင် Japan Heart organization ကလည်းနှစ်ခုထပ်ပြီးတော့အဲဖိတ်ခေါ်ထားတာရှိပါတယ်เนาะတကုံမြို့တဲ့ရန်ကုန်အတွက်တွေပဲပထမတစ်ခုကတော့ကျွန်တော်တို့ driver เนาะကျွန်တော်တို့ဒီ driver ရေမာလောက်ကင်လာမိသားတဲ့ညီကိုတွေတွေ့เนาะရန်ကုန်မှာလောက်ကင်ခွလန်ကောင်းဖြစ်ပါတယ်လို့ Japan Heart Organization ကအဲနောက်တစ်ခုကတော့ Japan Heart Organization ကပဲခေါ်ထားတယ်အဲယာဒူကတော့ staff เนาะ ဒီ marketing stuff လို့ရေးထားတယ်เนาะကျွန်တော်တို့တေးစိတ်ကိုကြတော့အဲကျွန်တော်ချထားပေးတဲ့ link မှာယူပြီးတော့အသေးစိတ်ဝင်ရောက်လေ့လာပေးပါလို့ဟုတ်ကဲ့ now အဲတခုကြည့်မစွင်ဖွဲ့စည်းကတော့မပေါ်ပြထားဘူးအလုံးနှစ်ခုကတော့မန္တလေးเนาะတခုကတော့ကျွန်တော်တို့အပခုတ်ခုစကိုင်းနဲ့ပခုတ်ခုဆိုတော့ကျွန်တော်တို့ဒီအဲစကိုင်းမန္တလေးအသက်ဖိတ်ခေါ်ထားတယ်ပေါ့เนาะဆိုတော့ အဲစီပိုင်းဆိုင်ရာနဲ့တက်ဆိုင်တဲ့ယာတုတွေပဲဖြစ်တယ်ဆိုတော့စကိုင်းပခုတ်ခုအတွက်ကတော့ medical officer เนาะစီပိုင်းအဲအရာရှိဖြစ်တယ်နောက်တစ်ခုကတော့ nurse ကျွန်တော်တို့သူနာပြုဖိတ်ခေါ်ထားတာရှိပါတယ်ဒါကတော့စကိုင်းနဲ့မန္တလေးအတွက်ဖိတ်ခေါ်ထားတဲ့ကျန်းမာရေးဆိုင်ရာအလုပ်ကိုင်ခွလန်းကောင်းတွေဖြစ်တယ်အဲနောက်တစ်ဖက်ကတော့ NA ဖွဲ့စည်းမှာတော့ NA ရေးထားတယ်ဖော်ပြထားတယ်ပေါ့เนาะဒါပေမဲ့ location ကတော့ရခိုင် state အတွက်ဖြစ်တယ် ရာဒူကတော့ admin logistic officer နော်အုပ်ချုပ်စီမံမှုပိုင်းနဲ့ထောက်ပံ့ပို့ဆောင်ရေးပိုင်းမှာတာဝန်ယူပေးရမယ့်အရာရှိအနေနဲ့ position တွေပိတ်ခေါ်ထားတယ်။ဆိုတော့ဒါကတော့ကျွန်တော်တို့3ရက်နေ့နော်ဆယ်လပိုင်းအထိဖိတ်ခေါ်ထားတယ်။အဲ NGO အဖွဲ့အစည်းအသီးအသီးကဖိတ်ခေါ်ထားတဲ့ရာဒူအလောက်ကိုင်းအခွင့်အလမ်းတွေဖြစ်ပါတယ်လို့ဆိုတော့ဒီ အဲအလောက်ကန်ခွင့်လန်းနေတဲ့တက်ဆိုင်တဲ့ link တွေကိုကျွန်တော်ရဲ့ comment box မှာအစင် like ကျွန်တော်ပြန်ပြီးတော့ share ထားပေးပါမယ်လိုအပ်တဲ့ညီကိုမောင်နှမတွေလိုအပ်တဲ့ကျွန်တော်ရဲ့ channel ပရိသတ်တွေ link ကိုယူပြီးတော့တိစိတ်ဝင်ရောက်လေ့လာပေးပါ link ထဲမှာတချို့ organization တွေကတော့ဘယ်လိုရှောက်ထားမလဲအဲဘယ်လိုပြပိုးရှောက်ထားမလဲဆိုတော့သူရဲ့ process တွေကျွန်တော်တို့အသေးစိတ်ဖော်ပြထားတာရှိပါတယ်ဖော်ပြထားပါတယ် အဲတချို့ organization ဆိုရင်လည်းပဲကျွန်တော်တို့ဘလောက်အဲအဲခစားခွင့်လာစားတွေပါလိရှိလဲလာစားဘလောက်နဲ့ကျွန်တော်တို့ခေါ်ယူနေလဲဆိုရလဲတိစိတ်ပေါ်ပြထားတာရှိပါတယ်ဆိုတော့အဲလောက်ကခွင့်လန်းနေစင်ပြကြပါစေနော်ကျွန်တော်ရဲ့ channel လေးကညီကိုတို့အတွက် channel ပြသက်တဲ့အတွက်အဲတစောက်တဲ့နေရာမှာကျိုးဖြစ်ထွန်းဖို့ရန်အတွက်လည်းရည်ရွယ်ပါတယ်ကျွန်တော် channel ကိုလည်း like share and subscribe လုပ်တဲ့ပြဖို့လည်းမြင်တာရက်ခံပါတယ်နော်တောင်းဆိုပါရစေဆိုတော့ channel video ကိုအာလိုအပ်တဲ့ထပ်မလိုအပ်တဲ့ကျွန်တော်ညီကိုတွေသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ပြန်လည်ကူညီတော့အပြင်ကျွန်တော်ထပ်မ share ပေးဖို့လည်းအဲမေတ္တာရက်ခံပါတယ်နော်ဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုဒီမှာပြန်ဆုံးသက်ချင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်